တန်ကားတဘောကိုတော်လိုင်းရဲ့တမားရဲ့ခေါင်းဆောင်တယောက်လုံနေတဲ့လူတယောက်ကပါရိုက်တယ်ဆိုတဲ့ဟာပဲဒါကျွန်တော်တို့ပြောလိုက်ရတယ်ဆိုတော့ဒါသည်ကျွန်တော်တို့ဘာသာရေးလူမျိုးရေးအဓိကရောပြဿနာမျိုးတွေဖြစ်လာနိုင်ကြလို့တစ်ဖက်မှာလည်းပဲဒီကျွန်တော်တို့တော်လိုင်းရဲ့ image တွေပဲအရင်ကြာစင်သွားနေမှာဆိုတော့ဘောဆာလောက်ဟာဒီဟာအဲ့ဒီမှာနေအရင်မူပြီးတော့ပဲလုံလို့ဟိုဘလိုနည်းနဲ့ပဲလုံလို့လုံလို့စင်မှာကျွန်တော်တို့သိပြီတော်လိုင်းရဲ့တမားဖြစ်တဲ့အတွက်ဒီလိုမျိုးလုံရမျိုးကိုဒါကျွန်တော်အနေနဲ့အမြင်မှာချုံချတာ ဆိုတော့အခုလက်ရှိဒီကျွန်တော်တို့ကဒေါ်လာရဲ့ကာလဖြစ်တယ်ဒီလိုဒေါ်လာရဲ့ကာလမှာပြည်သူကိုအနိုင်ကျင့်တာမျိုးတွေဘာသာရေးဆိုင်ရာအဆောက်အဦတွေကိုဝင်ပွားပြီးတော့ဒီဘာသာရေးဆိုင်ရာပုံပုံတွေကိုနိုင်ငံစင်းနဲ့လုပ်နေတာမျိုးတွေကိုစားလုံးပုံစံမျိုးလှုပ်ဆောင်တဲ့လောက်ရမျိုးဟာဒေါ်လာရဲ့ image ကိုတအရင်အရင်ကြာဆင်းစေမှာဖြစ်ပါတယ်ဒါကိုလည်းတတိရှက်စီလို့တဲ့အဲ့တော့ဘိုးစားလုံးကဒီတစ်ခါတည်းလောက်ဆိုတော့မဟုတ်ပါဘူးဟုတ်အရင်ခါတုန်းကလည်းဒီလိုမျိုးပြဿနာတွေဖြစ်ခဲ့ခုပါတယ်သူ့ရဲ့လက်အောက်ငွေသားတွေနဲ့ပြဿနာဖြစ်တယ် ဒီသူ့ထပ်ဖို့ဖွဲ့စင်းတဲ့ခပြဿနာဖြစ်တယ်ဆိုတော့အာနာရောမရှိပေးဘူးတညတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာမြို့အဆက်ကိုမရောက်သေးဘူးတညတ်ပြပြောရဆိုရင်ဒီတော့ရွာအဆက်တော့ပဲသိမ်းစီးနိုင်သေးတဲ့အချိန်ကာလတစ်ခုမှာဒီလိုမျိုးဒီ90စင်းနဲ့လုံနေတဲ့ပုံစံမျိုးတွေတခြားပြည်သူတွေပုံမှန်90စင်းလုံနာမျိုးတွေကိုဆိုလို့ရှိရတော့ဒါပြည်သူပြည်အာဖရိကကမ္ဘာလိုနေသွားပြီးတော့နောက်ဆုံးမှာတော်လိုင်းရဲ့ MS level ဒါအရင်ကြာဆင်းသွားပြီးတော့ဒီလက်ရှိ တို့ရဲ့ရင်းနှီးပေးဆက်ထားတဲ့အသက်သွေးချွေးတွေကအပေါင်းလုံးသေးသေးကိုရေကုန်တလို့ဖြစ်သွားနိုင်ရဲ့ဆိုတဲ့အရာလေးကိုလည်းဒီများနေတင်ပြတတ်တယ်နဲ့ပါလို့သမားကိုချရှာညနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့မှာတော့ဒီကျွန်တော်တို့ဘယ်နော်မနေ့ကကျွန်တော်တို့ညနေပိုင်းလောက်မှာဒီကျွန်တော်ဗီဒီယိုဖိုင်တစ်ခု online မှာပြန်ထည့်လာပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒါအရာ one day เสียอ่ะอภิเษกตะคูเนี่ยเราจองตื้อไล่อ่ะเลยวะเนาะ ဲ့တော့ဆိုလိုတာကဒီဗီဒီယိုဖိုင်ထဲမှာဒီကျွန်တော်တော်လိုင်းရဲ့တမဖြစ်တဲ့ဒီဒီတော်လိုင်းတမခေါင်းဆောင်တယောက်ဖြစ်တဲ့ဒီကျွန်တော်ဘိုးစားလုံးကနေပြီးတော့ဒီကျွန်တော်တို့အာဘောတော့ဒီသင်္ကန်းဝှထတဲ့ဒီကျွန်တော်တို့ဖုံးကြီးဘောတော့ဒီတညက်ပဒီဆရာတို့လို့ယူဆရတဲ့ဒီဖုံးကြီးဒီဒီကျွန်တော်တန်ခါတဲ့ဘောကိုပွားရည်ရတာမျိုးတွေဒါကျွန်တော်ပြောရရကြဆိုတော့ဒီဟာကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာအင်မတန်မှဒါ1 in ဆရာကောင်းတဲ့ခရံမျိုးတစ်ခုလို့ဒါကျွန်တော်ယူဆပါတယ် ဘာကြောင့်ဆိုတော့ဒီနိုင်ငံတည်းမှာဥမာဆိုကြပါစို့ဒီကျွန်တော်တို့လက်ရှိဒီတူလန်ရေးကာလဖြစ်တယ်ဒီဒီလိုတူလန်ရေးကာလမှာတူလန်ရေးသမားအင်အားစုတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့တနည်းအားဖြင့်ဒီကျွန်တော်တူလန်ရေးသမားရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့လူတယောက်အနေနဲ့ကဒီလိုမျိုးလောက်ရမျိုးอ่ะဒါအင်မတန်မှဒါရွှန်ရှာစရာလောက်ရမျိုးတစ်ခုဖြစ်တယ်လို့ဒါကျွန်တော်သုံးသပ်မိပါတယ်ဘာကြောင့်လဲဆိုတော့လုံးလုံးစင်မှာသူဒီသင်္ကန်းဝတ်ထတာဖြစ်တယ် ဆိုတော့ဥမာဆိုကြပါဆိုဒီကျွန်တော်တို့ဥမာဒီမြန်မာနိုင်ငံထဲမှာသင်္ကန်းဝုတ်ပြီးတော့ဘိုးမနေတဲ့ဘိုးမတသိက်ရှိကြတယ်ဆိုတော့ဒီဘိုးမတသိက်ကိုကြတော့ဒီကျွန်တော်တို့ကအာဘာမှလည်းပြန်ပြောတာမျိုးဘာမှလည်းရှင်ပတ်တာမျိုးမလုပ်ကြတော့ဘဲနဲ့ဒီကနေ့အာပေထောက်ခံနေတဲ့ကြီးရွာတွေကဆရာတို့ကိုဒီလိုမျိုးလှုပ်ဆောင်လိုက်ခြင်းဟာကျွန်တော်ဒီတော်လိုင်းရေလောကအတိုင်းဝိုင်းထဲမှာဒါအင်မတန်မှအယုတ်ဆိုးအကြီးတန်းတဲ့လောက်ရမျိုးတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်လိုက်ပါတယ် ဆိုတော့ဟုတ်ပြီဒီဗီဒီယိုဖိုင်ရေကျွန်တော်ကြည့်ကြအောင်ဗျာဟိုကြီးတခါမှမရိုက်ဘူးနော်မင်းကဘာဟိုကြီးဟိုကြီးသိက္ခာမရှိကျွန်တော်လည်းနားလည်းမမရှိဘူးကျွန်တော်စားသောသောကျွန်တော်ကသောသောဟိုကြီးကျွန်တော်မသောရှင်ဘူးသောဘာရတယ်လဲဟိုကြီးဟိုကြီးသိက္ခာလာတယ်ငါပြန်လို့ပြီးဒါဆိုဒီဗီဒီယိုဖိုင်ထဲမှာမပါတော့လို့ဆိုတော့ဒီကျောဖုန်းကြီးကိုပေါ့ရိုက်တယ်ဖိုးတယ်ကြိုက်တယ်ဒါပေမဲ့ဒီဆရာတော်နဲ့သူနဲ့ရှစ်ကဘာဖြစ်တယ်ဆိုတဲ့အောက်တော့ဒါကျွန်တော်တို့ကျွန်တော်တိတိကျကျ မတရားလို့လည်းပဲလက်ရှိအနေထားမှာတော့မြင်ပြလိုက်ရတဲ့အရာကတော့ဒီတန်ခါတပါးကိုတွလိုင်းရေးသမားရဲ့ခေါင်းဆောင်တယောက်လုံနေတဲ့လူတရားကပါရိုက်တယ်ဆိုတဲ့ဟာပဲဒါကျွန်တော်တို့တွေ့လိုက်ရတယ်ဆိုတော့ဒီဖုန်းကြီးမှားတယ်မှန်တယ်ဆိုတဲ့ဟာကိုဘာကနနာဘယ်သူမှငါဘယ်သူမှမသိကြဘူးဆိုတော့ဒီတွလိုင်းရေးလောကမှာကျွန်တော်တို့ကအင်တာမထိလွေရှလွေတဲ့လူရမျိုးတွေဖြစ်တယ်ထိလွေရှလွေတဲ့အရာမျိုးတွေသူဆောင်တဲ့တလောက်ဆောင်ဖို့အရင်အရေးကြီးပါဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုဖိုင်ကိုမဲ့တဲ့အောက်မှာကျွန်တော်လိုက် ျွန်တော်လက်လာကြည့်လိုက်တဲ့ခါမှာအာတခါအဲ့ဒီကနေဘောဆက်လုံးကနေလို့ခရိယဘာသာဝင်ကြအခုလိုမျိုးတန်ခါကိုနှိုက်စစ်တယ်အဲအခုလိုမျိုးတန်ခါကိုရိုက်နှက်တယ်ဆိုတဲ့ဖုံးသံမျိုးတွေအထိပြောဆိုနေကြတဲ့ခါတွေလည်းကျွန်တော်တွေ့ရသလိုဝေဖန်ထားတဲ့ခါတွေလည်းကျွန်တော်အများကြီးတွေ့နေရတယ်ဆိုတော့ဒါသည်ကျွန်တော်တို့လူမျိုးရေးဘာသာရေးအဓိကရောဖြစ်လာစေနိုင်တဲ့အရာမျိုးတွေဖြစ်သလိုဒီကနေ့ ဒီလူမျိုးရဲ့ဒီကျွန်တော်တို့ဘာသာရေးလူမျိုးရဲ့အဓိကရောပြဿနာမျိုးတွေဖြစ်လာနိုင်ကြလို့တစ်ဖက်မှာလည်းပဲဒီကျွန်တော်တို့တော်လိုင်းရဲ့ image လေးပဲအရန်ကြာဆင်းသွားနိုင်ပါတယ်ဆိုတော့ဘောဆာလောက်ဟာဒီဟာအဲ့ဒီမှာနေအရင်မူပြီးတော့ပဲလှုပ်လို့ဥပမာဘလိုနည်းနဲ့ပဲလှုပ်လို့လုံးလုံးစင်မှာကျွန်တော်တို့တွေဒီတော်လိုင်းရဲ့တမဖြစ်တဲ့အတွက်ဒီလိုမျိုးလှုပ်ရမျိုးကိုဒါကျွန်တော်အနေနဲ့အင်တာမချုံချတာဆိုတော့ဟုတ်ပြီဒီတော့ဒီတော်လိုင်းရဲ့လုံနေကြတဲ့လူတွေကိုကျွန်တော်ဒီကနေ message ပေးချင်တာက ကျွန်တော်လက်ရှိနေပြီဒီကျွန်တော်အမေစုပြောသွားတဲ့ဒီစကလုံးလေးကိုကျွန်တော်နားထူကြအောင်ဗျစီယုံရဲ့ကာလမှာတောင်မှမှန်မှန်ကန်ကန်မလုပ်ရင် အာနာများရသွားရင်ဘယ်လိုနေမလဲဆိုတော့စဉ်းစားကြည့်ကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ဒီနိုင်ငံကိုပြုပြင်ပြောင်းလဲဖို့ဟာကျမတို့တော်တော်ပြောရင်ခေါင်းကလုံမို့လုံဖို့လိုပါတယ်ခေါင်းကမလုံလို့ရှိရင်ဘာမှမလုံနိုင်ပါဘူးလို့ကျမပြောချင်ပါတယ် ခေါင်ကခေါင်ကလုံဖို့ဆိုတာကျမတို့နိုင်ငံမှာဟိုးထိုက်ဆုံးကစပြီးတော့အဂတိတရား၄ပါးနေပြီးတော့ကင်းရှင်းဖို့လိုပါတယ်ဒါကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနှစ်30နီးပါးခံခဲ့ရလို့ကောင်းကောင်းကြီးသိပါတယ်ကျမတို့ဟာဥပဒေဥပဒေကိုမဖောက်ဖဲနဲ့လေစင်ကြယ်အမျိုးမျိုးနဲ့ထိမ့်သိမ်းခံခဲ့ရတယ်ကျမတို့အဖွဲ့ဝင်တွေလည်းအများကြီးပါပဲကျွန်တော်တို့ကျမတို့တိတ်ပြီးတော့အနစ်နာခံခဲ့ပါတယ်လို့ပြောတဲ့ပုံကိုယ်တွေကို ိတ်ပြီးတော့စိတ်မချနဲ့နော်ကိုကိုကိုအနစ်နာခံခဲ့တယ်လို့ပြောကြတယ်ဘယ်တော့အကျွေးတောင်းမလဲမသိဘူးနိုင်ငံရဲ့လုတ်တင်နေဆိုတာယုံကြည်လို့ဒီနိုင်ငံကိုပြောင်းလဲအောင်လုတ်တင်နေဆိုတာယုံကြည်လို့ကျမတို့လုတ်တယ်လုတ်တော့ခံရတယ်ကားလည်းခံမယ်လေဒါကိုလုံးချင်လို့ကိုယ့်ရဲ့ရွေးချယ်မှုရကိုလုံးချာပဲအဲ့ဒါအတွက်ဘယ်သူရှိရမှပြန်ပြီးတော့အကျွေးတောင်းနေစရာလည်းမလိုဘူးဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ပေါ်မှတိတ်ကုတ်ကုတ်ကိုကိုရည်သွေးလို့ရှိရင်မယုံကြပါနဲ့လို့ကျမသတိပေးချင်ပါတယ်နော် ဟုတ်ပြီဒါဆိုဒီသူပြောသွားတဲ့စကားလုံးတွေပါဒီလက်ရှိနေပြီးအမေစုပြောသွားတဲ့စကားလုံးတွေမှာကျွန်တော်တို့ဘာတွေပါလဲဆိုတော့ကဒီလိုစီယောရဲ့ကာလမှာတောင်မှဒီလိုဖြစ်နေကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာနာသာရလာခဲ့မယ်ဆိုလို့ရှိရင်မတွေးဝမ်းစရာပဲဖြစ်ပါတယ်ဆိုတော့အခုလက်ရှိဒီကျွန်တော်တို့ကစီယောရဲ့ကာလတော်လာရဲ့ကာလဖြစ်တယ်ဒီလိုတော်လာရဲ့ကာလမှာဒီသူကိုအနိုင်ကျင့်တာမျိုးတွေဒီသူနဲ့အတူတူရက်တည်ရမယ့်အစပြည်သူကိုဒီလိုအနိုင်ကျင့်လုပ်နေလှုပ်ဆောင်နေကြခြင်းဟာ တနည်းအားဖြင့်မောတော်ရှိမောတော်ရှိကျိုးလက်ရှိရင်ဆိုင်ရမယ့်ပြဿနာဒီတော်လိုင်းသမားတွေမှာပဲရင်ဆိုင်မှာရင်ဆိုင်ရမှာဖြစ်တယ်။ဒါကိုလည်းတတိချက်စီလို့တယ်။အဲ့တော့ဒီတော်လိုင်းသမားတွေဟာအခုလိုမျိုးဒီကျွန်တော်တို့ဘာသာရေးဆိုင်ရာအဆောက်အဦတွေကိုဝင်ပွားပြီးတော့ဒီဒီဘာသာရေးဆိုင်ရာဒီကျွန်တော်တနည်းအားဖြင့်ဒီဘာသာရေးအဆောက်အဦမှာဒီနေထိုင်တဲ့ဒီဘာသာရေးဆိုင်ရာပုံကိုတွေကို90စင်းနဲ့လုပ်နေတာမျိုးတွေ ဒီလိုမျိုးဒီကျွန်တော်တို့စိုးစိုးကဒီကျွန်တော်တို့ဘောဆာလုံးရိုက်သွားတယ်လို့မျိုးဒီဘောဆာလုံးခိုးကျက်နေတဲ့ပုံစံမျိုးလောက်ဆောင်တဲ့လောက်ရမျိုးဟာတကယ်ပဲပြောမယ်ဆိုလို့ရှိရင်ဒါဒီကျွန်တော်တော်လိုင်းရဲ့ image ကိုဒါအရင်အရင်ကြာဆင်းစေမှာဖြစ်ပါတယ်ဒါကိုလည်းတတိရှက်စီလို့တဲ့အဲ့တော့ဘောဆာလုံးကဒီတစ်ခါတည်းလားဆိုလို့မဟုတ်ပါဘူးဟုတ်အရင်ခါတုန်းကလည်းဒီလိုမျိုးပြဿနာတွေဖြစ်ခဲ့မှုပါတယ်သူ့ရဲ့လက်အောက်ငွေသားတွေနဲ့ပြဿနာဖြစ်တယ်အာဒီသူ့ရဲ့ထောက်ပေါ့အဖွဲ့အစည်းနဲ့တစ်ခါပြဿနာဖြစ်တယ်ဆိုတော့ ဒီလိုပြဿနာမျိုးစုံနဲ့ဖြစ်လာကြတဲ့ခါမှာဝန်ဆလုံးကိုဒါကျွန်တော်တို့ပြည်သူတွေကဒါယုံကြည်မှုအင်မတန်မှနေပါသွားနိုင်ရယ်ဆိုတဲ့ဟာလို့ဒါကျွန်တော်ဒီနေ့ကနေသူ့သဘောဆောင်တဲ့အနေနဲ့ကျွန်တော်တင်ပြခြင်းဖြစ်ပါဆိုတော့ဒီနေ့မှာကျွန်တော်တခုပြောချင်တာကျွန်တော်တို့ခုံမိုးမလုံရင်ဘေးရမလုံမှာမဟုတ်ဘူးဆိုတော့အခုတော့ဒီကျွန်တော်တို့အာနာတော်မှမရှိသေးဘူးဒီတ냐ပြည့်လို့ဆိုလို့ရှိရင်ကျွန်တော်တို့အာမြို့အဆင့်ကို မရောက်သေးဘူးတနေ့ပြောရဆိုရင်ဒီကျရွာအဆက်နောက်ပဲသိမ်းစီးနိုင်သေးတဲ့အချိန်ကာလတစ်ခုမှာဒီလိုမျိုးပြည်သူတွေကိုထင်အောင်ခင်မာဖြစ်စေနိုင်တဲ့တနေ့ပဲဒီအဲပြည်သူတွေရဲ့ဝေဖန်မှုတွေကိုကြောင်တွေ့ရနိုင်တဲ့ကြောင်တွေ့ရနိုင်မဲ့အရာမျိုးတွေဆိုလို့ရှိရင်ဒါကိုရှောင်ကျင်သင့်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့လက်ရှိဒီလိုမျိုးဒီ90စင်းနဲ့လုပ်နေတဲ့ပုံစံမျိုးတွေ တခြားပြည်သူတွေအပေါ်မှာ United Nations လောက်နာမျိုးတွေဟိုဆိုလို့ရှိရတော့ဒါပြည်သူတွေအားပေးထောက်ခံမှုယုံနေသွားပြီးတော့နောက်ဆုံးမှာတော်လိုင်းရဲ့ image level ဒါအရင်ကြာဆင်းသွားပြီးတော့ဒီလက်ရှိကျော်ရက်ရင်းနှီးပေးဆက်ထားတဲ့အသက်သွေးရွှေတွေကအကုန်လုံးသေးသေးကိုရေကုန်တလို့ဖြစ်သွားနိုင်တယ်ဆိုတဲ့အရာလေးကိုလည်းဒါဒီနေ့ကနေကျွန်တော်ပြောပြခြင်းနဲ့အဲ့တော့ဘောဆာလုံးရဲ့လောက်ရက်ကိုဒီကနေ့ကျကျွန်တော်တို့ပြင်းပြထန်ထန်ဝေဖန်ရမယ်ဆိုလို့ရှိရင်တော့ဒါအင်မတန်မှ တကယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လူမဆန်တဲ့လောက်ရမျိုးတစ်ခုလို့ပဲတာကျွန်တော်ပြင်းပြထန်ထန်ဝေဖန်လို့တဲ့အဲ့တော့နောက်တစ်ခုကဒီကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့အခါမှာဒီဆရာတော်ဘာလုပ်တယ်ဘာကံတယ်ဆိုတော့ဒါကျွန်တော်တို့မသိဘူးဒါပေမဲ့လက်ရှိကျွန်တော်မြင်ကြရတဲ့အရာကသံဃာတပါးကိုဒီလိုမျိုးထိုးကြိုက်တယ်ရိုက်ညစ်တယ်လို့ပဲကျွန်တော်တို့သိလိုက်ရတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကိုလိုင်းပေါ်ကိုတင်ပေးတဲ့ အဲလူလည်းဒါဘုနာတကျကျွန်တော်ပြောချင်တယ်အမှားနဲ့အမှန်နှစ်ခုစလုံးကိုကျွန်တော်ကဝေဖန်ပိုင်းရှားပြီးတော့ဒီလောက်ရဒီဟာဒီဘာကြောင့်ဖြစ်လာလဲဆိုတော့အကြောင်းဇင်းရဲ့ကိုလည်းပဲတည်တည်ရှည်ရှည်ကကနနာတင်ပြပေးဖို့အရင်အရေးကြီးပါတယ်ဒီစင်ကကျွန်တော်တော်လိုင်းရဲ့ကာလဖြစ်တဲ့အတွက်အင်တာမဒါထိလွန်ရှလွေတဲ့အရှင်ကာလတစ်ခုကိုကျွန်တော်ပြောလိုက်ရဟုတ်ပြီဒါဆိုဒီကျွန်တော်တို့လက်ရှိဒီတော့တော်လိုင်းရဲ့တမအင်အားစုဒီဟာ တနည်းပဲပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့မဲအွန်လိုင်းရဲ့ဘိုးကိုမပြီးတော့မဲအွန်လိုင်းရဲ့ဒီပစိုးအောက်မှာနေထိုင်တဲ့မဲအွန်လိုင်းတွေးတာကိုစပေးတာယူပြီးတော့ဒီတူလိုင်းအရာစုတွေကိုဝေခံနေတဲ့ဖုန်ကြီးတချို့တနည်းအားဖြင့်ဒီကျွန်တော်လူမျိုးရေးဘာသာရေးအဓိကရောဖြစ်စေနိုင်တဲ့စကလုံးမျိုးတွေပြုဆိုပြီးတော့တူလိုင်းကိုနှောင့်နှေးအောင်လုပ်နေတဲ့ဒီဖုန်ကြီးတချို့ကို ကျတော့ဒီတော်လိုက်အရာစုတွေကဘာမှလုတ်တဲ့အသားတဏျပ္ပတိကျွန်တော်တဏျပ္ပတိဆိုလို့ရှိရင်ပြောဆိုတဲ့အသံမျိုးတွေကျွန်တော်ထူးမှမကြားသေးပါဘူးဆိုတော့ဟုတ်ပြီဒါဆိုဒီဖုန်ကြီးဟိုကြာကျွန်တော်ကြည့်ကြရအောင်ခုမင်းအောင်လိုက်အနာသိမ့်နေပြီอืมအနာသိမ့်နေပြီဆိုတာသူ့မှန်လားကြည့်ပါကြည့်ပါမှုမှန်လားယူသားပြောရင်တော့အဲ तू ကအာနာသိမ့်တယ်လို့မပြောပါဘူးဟုတ်ပါတယ်အာနာသိမ့်တယ်အဲ့တော့ဦးကနိုင်တဲ့စီနေ အနိုင်ရစိတ်တဲ့နေအာနာသိမ့်မှလို့ပြောရင်သူ့ဘောကအမုန်းဖက်လို့ရှိမှာပါဟုတ်ပါဘူးအာနာထိနေလို့လည်းပြောပါအာနာထိနေဆိုသူအာနာထိပိုင်ခွင့်ရှိလားသူကသူလုံးပိုင်ခွင့်နဲ့သူလုံနေတာပေါ့နော်လုံးပိုင်ခွင့်ကပါအဲ့ဒါဒီဦးစင်းရလာဝင်ပြောလိုက်လို့ရှိရင်မသိတော့မသိဘူးမဟုတ်လားအဲ့ဒါမသိတယ်ဝင်မပြောတော့ဘူးမှားတယ်လားမှန်တယ်လားဦးစင်းကတော့အမှန်မှားခြင်းမှန်ခြင်းကိုရှောင်းနေလိုက်တယ်အဲအဲ့ဒါမျိုးကရှင်ဘုရားတို့ရဲ့ဒီပရမတ်ထသစ္စာသမားတွေရဲ့အယူအဆကြအဲ့ဒါဒီကြောင့် အနာရှင်တင်ကြီးရပါမှာအဲ့လိုဆိုရင်ကဲအခုအခုအဲကဲဆရာကြီးစညာနာကြောင့်ကဲဘယ်လိုမြင်တော့မှားတယ်လို့ပြောရတာပြောတာပါပြောပြီးတော့အဲ့ဒါအဲ့ဒါကိုကဲဘယ်လိုလုပ်ပေးနိုင်လဲဒါကထိုင်ပြောနေလို့မရဘူးလေဟုတ်တယ်မမမှုရှိသလားကိုယ်တွန်းလောင်မှုတွေပေါ့ဝင်ရောပါဝင်လားပြောတော့ဗဇတ်သမားပဲဗဇတ်နဲ့ပဲပြောနေပါဘာပြောတာဘောအေးဗဇတ်နဲ့ပြောတာသမားဗဇတ်နဲ့မဟုတ်ဘူးကိုယ်တော်ဗဇတ်နဲ့ပဲပြောပါပြောတာမပြောဘူးမဟုတ်လားပြောတယ်ဘယ်လိုလုပ်မှားလားဟုတ်ဒုက္ခပဲ မင်းအောင်လိုင်းရဲ့လို့အပြန်မပြောဘူးတိုင်းပြည်တစ်ခုတိုးတက်ဖို့အတွက်ဘယ်လိုလုပ်တင်လဲဆိုတဲ့ဟာပဲပြောတယ်อืมလုပ်နေတဲ့သူရဲ့အမှားတစ်ခု လုပ်နေပြီဖြစ်ဒါမှားနေတယ်လို့တော့မပြောတတ်ဘူးလားအဲ့ဒါအောင်မြင်လောက်အောင်ကိုယ့်ရဲ့ပြောစကားကပေါ့ရောက်လောက်အောင်မလေးကိုယ်စကားရေချင်းမရှိပဲနဲ့ကိုယ်ကိုယ်စကားတော့ဆိုကြပါစို့တပည့်တော်ပြောရဲ့တပည့်တော်ကတပည့်တော်ဦးဘော်တက်ကဒီလိုပြောသွားတယ်လို့ဟောပြန်ပြောပဲအဲ့ဒီလူကလည်းဟောပဲလို့ပြောသွားတယ်နဲ့တဖြည်းဖြည်းတယောက်ကစားတရားပြန်သွားပါပဲမဟုတ်လားဒီကနေ့အတိ ဟိုဓမ္မဝိဟာရီရှင်ညာနာရဲ့တရားတွေအဲ့လိုဖြစ်ခဲ့ပြီလားဖြစ်နေတာပဲဟုတ်ပြီဒီပုံကြီးဆိုလို့ရှိရင်ဒါသူဘာပြောတယ်ဆိုဒါတီသူတို့အာဘယ်လိုခေါ်လဲသူတို့သူ့ဟာသူနေတန်ခါဆောက်ဆောင်ရေလို့လို့ဘာလို့လို့အသူပြောတော့တာမျိုးတွေအများကြီးတွေ့ရတယ်ဆိုတော့သူလည်းဒီသူသူကအခုလို့ရှိရင်မင်းအွန်လိုင်းကိုအာနာသိမ့်တယ်လို့သူမပြောရေးပဲနဲ့အာနာထိမ့်တယ်ဆိုပြောသွားတဲ့အပြင်လက်ရှိတယောက်ထည့်လုံးလို့ရမလားဆိုတဲ့မေးခွန်းမျိုးလည်းသူမေးသွားတဲ့ဟာမျိုးတွေဒါမျိုး အကောင်လုံးကြာကြာကြီးဖြစ်မှာပါဆိုတော့ကျွန်တော်တို့ကလက်ရှိနေပြီးတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီဒေါ်လာရဲ့လောကမှာဒီကျွန်တော်တို့ဒေါ်လာရဲ့ကာလမှာကျွန်တော်လူတဦးတယောက်တည်းနဲ့တော့ဘာမှလုံးလုံးမရတော့လဲပဲကျွန်တော်နှမ်းစစ်တစ်စက်နဲ့စီမဖြစ်နိုင်ပေမဲ့နှမ်းစစ်ပေါင်းမြောင်းမြောင်းဆိုတာစုလိုက်လို့ရှိရင်စီဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်တို့သဘောပေါက်နားလည်တဲ့အတွက်မိမိတို့ကြာရခန့်ကန်တာကနေပြီးတော့ကူပေါင်းပါဝင်နေခြင်းဖြစ်တယ်ဆိုတော့ဒီဆရာဒီဒီတာဃာဘို့လေဒီတနည်းကျွန်တော်တာဃာဘို့ဒီဖုန်ကြီးပေါ့အဲဒီကတော့ ပြောသွားတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဒါဒါနေပြီးတော့ဒီကျွန်တော်တို့တော်လိုင်းရဲ့အဲဒီကျွန်တော်တို့တော်လိုင်းရဲ့လောကမှာနိုင်ငံရဲ့လောကမှာဒါအင်မတန်ကဒါအာဘောနော်ဒီပြဒနာဘုံဆောင်ဖြစ်လာနိုင်တဲ့အနေအထားမျိုးသကလုံးမျိုးဖြစ်ပါဆိုတော့ဒီလိုမျိုးဝါဒဖြစ်တူလာရရဲ့တူလာရခုနောက်နေအောင်တနည်းအားဖြင့်ဒီကျွန်တော်တို့တူလာရအာဇုဘေသဘောဒါကိုလွေလာနိုင်မဲ့ အနေထားမျိုးရအောင်အခုလိုပြောဆိုနေတဲ့တန်ခါမျိုးမျိုးတို့မျိုးတွေကဒါကျွန်တော်တို့ကနေပြီးတော့ဒါထိတိယောက်ရောက်အေးယူသင့်ပါဒီလိုမဟုတ်ဘဲနဲ့မိမိတို့အောက်ရှုံနေတဲ့ကြေးရွာပိုင်းတွေမှာဒါမှမဟုတ်မိမိတို့ဒီကျွန်တော်တို့ခန့်ဒီအာဘောနော်ဒီအနိုင်ထားတဲ့နေရာပိုင်းတွေမှာအခုလိုမျိုးကျောင်းပေါ်တက်အိမ်ပေါ်တက်ပြီးတော့ရိုက်နေတာမျိုးတွေကျောင်းထဲဝင်အိမ်ထဲဝင်ပြီးတော့ရိုက်နေတာမျိုးတွေဒါအင်မတန်အယုတ်ဆိုးအကြည့်တန်တဲ့လုံရံမျိုးဖြစ်တယ်လို့ပြောဒီနေရာနေပြီးတော့သုံးသပ်ခြင်းနဲ့ အဲ့တော့နောက်တစ်ခုကကျွန်တော်ရဲ့ဒီလက်ရှိဒီတော်လိုင်းရဲ့ကာလမှာကျွန်တော်တော်တော်လေးသတိထားရမယ့်အရာတစ်ခုကဘာလဲဆိုတော့ကကျွန်တော်လောက်ဆောင်တဲ့အရာမှန်တည်းမြတ်ဒီပြည်သူတွေကနေပြီးတော့လက်ခံလာနိုင်မဲ့လုပ်ရမျိုးဖြစ်ဖို့အရင်အရေးကြီးပါတယ်ဆိုတော့ခုနကကျွန်တော်တို့ဒီအဲ့ဒီမှာနေအမေစုပြောသွားတဲ့အတိုင်းပဲဒီကျွန်တော်တို့ကနေပြီးတော့ဒီတော်လာရေးကာလမှာအာနာတော်မမရသေးဘူးအာဒီကျစီယောရဲ့ကာလလေးဖြစ်တယ်လို့ အာနာလည်းမရသေးဘူးဒီလိုချိန်မှာတော့ကျွန်တော်သင်တဲ့အောက်ကိုတပည့်အောက်ကိုပြီးတော့အာနာပြပြီးတော့ဤသူကိုအနိုင်ကျင့်နေမယ်ဆိုလို့ရှိရင်ဒီတော်လာရေးဟာဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးအဲကြောင့်မို့ဒီနေ့ဒီကနေ့ကျွန်တော်နောက်ဆုံးတော်လာရေးသမအင်အားစုတစုလုံးကိုကျွန်တော်ဒီနေ့တင်ပြချင်တာကမိမိတို့လှုပ်တော့မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့လှုပ်ဆောင်ချက်ဒီမှားလားမှန်လားဆိုတဲ့ဟာကိုစနစ်တကျနဲ့ဝေဖန်ပိုင်းရှာတတ်ဖို့အရေးကြီးပါနောက်တစ်ခုက ပြည်သူတွေထင်အောင်ထင်မှားဖြစ်စေနိုင်တဲ့အရာမျိုးကျတော့လိုင်းကာလာနှောင်းနေသွားနိုင်မဲ့တော်လိုင်းအရာဆိုနှောင်းနေသွားနိုင်မဲ့အရာမျိုးကိုရှောင်ရှားဖို့ဒါအရာအရေးကြီးပါတယ်အခုဆိုလို့ရှိရင်ဒီကျွန်တော်တို့အရကတက်တော့အေးဆိုလို့ရှိရင်တို့လောက်ကျင်တို့လောက်နေကြတယ်တင်တဲ့အောက်ကိုအာနာပြပြီးလောက်ကျင်တို့လောက်နေကြတယ်ဆိုတော့ဒါတွေကိုကျွန်တော်အပြေကိုပေါက်ကြလာခြင်းမရှိပါဘူး ဆိုဆိုဘိုးစားလုံးဟာဒီကျွန်တော်တို့ဒီဖုံးကြီးတွေကိုဒီအဖုံးကြီးကိုပါရိုက်ထိုးကျိတ်တလို့မျိုးလက်ရှိအရကတတော့အေဒီလေးပဲလက်ရှိရခိုင်ပြည်နယ်တွင်းမှာသူတို့ကြိုက်တဲ့အိမ်ကိုဝင်ပြီးတော့ပါရိုက်တယ်ကြိုက်တဲ့အိမ်ကိုဝင်ပြီးတော့ကြက်ဖန်းကြက်ကလေးဖန်းတလို့နှစ်ကလေးဖန်းတလို့ဟန်းခုန်နေကြတယ်လက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာကြိလိုက်မယ်ဆိုလို့ရှိရင်ဒီဘိုးစားလုံးထက်အစပေါင်းထောင်ပေါင်းများများစွာ စိုးသွားစေတာမျိုးရှိပါတယ်။ဥမာဆိုကြပါစို့ဒီတို့တို့ဘူးတီတော်မှာထောင်လာတို့ရှိရင်ဒီခမင်းကိုတန်တက်ချင်းတွေ့တွေ့လာတယ်။စေဝါမရှိတာလို့နောက်တစ်ခုကဒီကျွန်တော်တို့အဒီထောင်ထဲမှာဒီကျွန်တော်တို့အပြမယ်ဆိုလို့ရှိရင်ဒီကျမရေးဆောက်ရှောက်ခွင့်အပြစ်ဝမရတာမျိုးတွေအများကြီးလုံဆောင်နေကြပါဘူး။သို့တော်လည်းပဲအပြင်ကိုပောက်ရှားမလာဘူး။ဘာကြောင့်လဲ? internet line ကိုဖြတ်ထားပြီးတော့သူတို့ ဒီတရွာတဲ့တရွာသွားရင်အဲ့ဒီလမ်းမှာဒီကျွန်တော်တို့မဲအွန်လိုင်းရဲ့ဆက်စင် gate တွေလိုပဲဖုန်းတွေကိုလူပြီးစစ်တာတို့မထင်မထင်သလိုဆက်စင်ပြီးတော့သူတို့မတင်ကားတာတွေ့ဖမ်းခေါ်တော့ပြီးရိုက်နေတာမျိုးတွေအထိလောက်ဆောင်နေကြတဲ့အတွက် rocket တွေမြောက်ပိုင်းဘက်ကတည်တင်းတွေကဘယ်တော့မှထွက်ပုံမလားတနည်းအားဖြင့် rocket တွေဒီနေ့လုံးကတည်တင်းတွေလည်းထွက်ပုံမလားဘူးဆိုတော့ဒီကနေ့ထုံးမြတ်နိုင်ကိုဒီကျွန်တော်တို့ကနေပြီးကြည့်လိုက်တဲ့အခါမှာလူကောင်းဘူးကောင်းလို့မြင်ရတော့လည်းပဲထုံးမြတ်နိုင်ရဲ့လက်အောက်မှာလောက်ဆောင်နေတဲ့လူတချို့ဟာ အမှန်တမ်းရက်စက်ရုပ်မှရိုင်းဆိုင်တဲ့လုံရမျိုးတွေကိုလှုပ်ဆောင်နေတာမျိုးတွေကျွန်တော်အများကြီးတွေ့နေရပါတယ်။ဆိုတော့လက်ရှိဒီကျွန်တော်တို့ဘောဆာလုံးရဲ့ဒီကနေ့လုံဒီမနေ့ကဖြစ်ပြသွားတဲ့ဒီမနေ့ကပြန်နှံ့လာတဲ့ဒီဗီဒီယိုဖိုင်အရာကြည့်လိုက်မယ်ဆိုတဲ့ခါမှာကျွန်တော်တနည်းဒါဟာနေပြီးတော့ဒီကျွန်တော်တို့ဆိုးဆိုးဒီအမေစုပြောခဲ့တယ်လို့ပဲကျွန်တော်အာနာမရသေးဘူးဒီလိုမျိုးပြည်သူတွေနှိပ်စက်နေတယ်။ထုံရနိုင်အာနာမရသေးဘူးပြည်သူတွေဒီလိုမျိုးနှိပ်စက်နေတယ်။ဆိုတော့ဒီလိုမျိုးလှုပ်ဆောင်နေတဲ့ အနေထဒီတော်လာရေးကိုအမီတမနှောင်းနေသွားနိုင်မယ်လုတ်ဆော်မှုမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီညနေပြီးတော့တင်ပြချင်းဖြစ်ပါဒါကြောင့်မို့ကျွန်တော်တော်လာရင်အင်အားစုတွေအနေနဲ့မိမိတို့ရဲ့လုတ်ဆောင်ချက်အားလုံးဒီပြည်သူတွေနဲ့အတူတူရင်မုံတန်းပြီးတော့ပြည်သူတွေအားပေးထောက်ခံတဲ့တော်လာရေးတရက်ဖြစ်ဖို့အရက်အရေးကြီးတယ်ဆိုတဲ့ဟာကိုဒီကနေ့ကျွန်တော်တင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူတရားကို gist တိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ